ကဲပရိသတ်တွေမျောလင့်ဆောင်ဆိုင်နေကြရီထိုမင်းအောင်နဲ့အောက်ချင်းလီတို့ရဲ့ထူပွေးကြီးကတော့ရောက်ရှိလို့လာပါပြီထိုမင်းအောင်ရဲ့ထူပွေးကတော့ကျွန်တော်ကောင်းပွဲနေနေကြရမှာပါနှစ်ယောက်စလုံးကတကယ်ကိုမှချမ်းတဲ့ fighter နဲ့ရင်ဆိုင်ဂျုံတွေ့ကြရမယ်အထူးသဖြင့်တော့ဒီဗီဒီယိုမှာကထိုမင်းအောင်အကြောင်းကိုပြောခြင်းတယ် ။ထိုမိအောင်ကသူရင်ဆိုင်ရမဲ့ fighter ကဘလို့လူစားမျိုးလဲဆိုတာသူကိုယ်ရင်ကသိတယ်လို့ဆိုထားရပြ။ဒါကြောင့်မလို့လေဒီပွဲမှာတကယ်ကိုမှကြီးမားတဲ့ပြင်ဆင်မှုတွေပရိသတ်တွေလုံးဝမျောလင်းမထားတဲ့ရလတ်မျိုးကိုရအောင်လုပ်ပြမယ်ဆိုပြီးတော့ပြောထားရ။သူကိုလဝေးကမ္ဘာချန်ပီယံကြီးထွန်းမင်းကလည်းအဒီတိုင်းပဲဆိုထားရ။တကယ်ကိုမှဒါနီးပြနဲ့ပြီးတဲ့ခါကျသူနဲ့ရော သူ့ရဲ့ညီလေးဖြစ်တဲ့ထိုးမင်းအောင်ကိုအကောင်းဆုံးဖြစ်အောင်နော်လီဂျင်ပြင်ဆင်ပေးထားတာကိုလေ ဒါတနိုင်ကလူကပြည်သူတွေကအွန်လိုင်းပေါ်မှာတွေးချမှာပါ အခုထုံမင်းအောင်ထုတ်တက်ရမယ့်သူကတော့ဒါကျွန်တော်ချစ်ရတဲ့ကြောစောဝင်းတို့ကစားနေတဲ့ Feathers Chain က Fighter တယောက်ပဲဖြစ်ပါတယ်เนาะကျွန်တော်ထုံမင်းအောင်နဲ့တော့မထိုးဘူးဆိုရင်ကျွန်တော်အပေးရမှာကဒါ Tanning Sore Fighter ပဲဖြစ်ပါတယ် Tanning ကတကယ်ကိုမှဒါ Thai Fight မှာလဲဒါတကယ်ကိုမှချန်ခဲ့တဲ့ Muay Thai Legend Fighter တယောက်ပါเนาะတကယ်ကိုချမ်းတာဗျเนาะဟိုအချောင်းပြောတာမဟုတ်ဘူးတကယ်ကိုချမ်းတဲ့ Fighter ဖြစ်တယ်ဒါကြောင့်မို့လို့ထုံမင်းအောင်က တန်နိုလိုဖိုက်တာမျိုးကိုဘယ်လိုမျိုးရင်းဆိုင်ထိုးတယ်မလဲဆိုရနဲ့ပါတာပီဒီကနေ့မှာပြောလာရပေါ့နော်တန်နိုကားတွေအထွေထွေအရန်များတွေသူပါတွေပါဝါ GB ဘဲလက်ဘေချီတွေကတော်တော်လေးကို အနေများတွေတဲ့ဒါကြောင့်ဒီပွဲမှာကုကုကိုကာကွယ်ဖို့နဲ့ ရှောင်းတိမ်ပြီးကစားဖို့အာယုံစိုက်ထားပါရဲ့တဲ့အစောပိုင်းအချိန်တွေမှာအောက်သင်းကြီးလိုက်မကစားပါဘူးတဲ့ဂိမ်းပလန်အတိုင်းပဲစနစ်တကျကစားသွားမှာပါတဲ့နောက်အချီရီချက်မှ CR ပြောတဲ့အတိုင်းပြောင်းလဲကစားပါမယ်တဲ့အဲ့ဒီချိန်မှာတိုက်စစ်ကစားခိုင်းရင်လည်းမချောက်မယုံပဲဖြွင့်ကစားသွားမယ်လို့ထုံးမြောင်ကဆိုလာခဲ့တာပဲဖြစ်ပါတယ်ဒီပွဲမှာကျတော့ထုံးမြောင်အနေနဲ့ကျွန်တော်အမြင်ကတော့ တကယ်ကိုကက်ပြီးတော့ကစားဖို့လိုရဲဗျာနော်ဒါပြိုင်ပဲဖိုက်တာဖြစ်တဲ့တန်တွန်းကိုဖိအားပြီးကစားဖို့လိုရဲလို့ထင်ပါတယ်ဒါမို့ဟိုထိုမိအောင်ပြောရဲဂိမ်းပလန်ကလည်းမမှားဘူးသူနေနဲ့ပထမအချိန်မှာဟိုပြိုင်ပဲဖိုက်တာရဲ့ခြေနေကဘယ်လိုရှိလဲဆိုတာစမ်းပြီးတော့ကစားဖို့လိုအပ်ပါတယ်နော်ဘလို့ဖြစ်ဖြစ်ပါထိုမိအောင်နေနဲ့ဒါနောက်ပိုင်းခြေတွေမှာတော့ဒါဖိအားပြီးထိုးသွားမယ်ဆိုရင်တော့အခြေအနေတခုဒါဘော်ဒီကလည်းတိတ်မကွာဘူးအရက်မုံကလည်းကျွန်တော်ဖိုက်တာကတာနီယာဖြစ်တဲ့အတွက်ဒါ ကောင်းမှုဆိုဖြစ်လာမယ်လို့ယုံကြည်တယ်။အဲကျွန်တော်ဒါဘလို့ပြောရမလဲ Threads ဂျင်မာကစားနေတဲ့ကျောင်းဆောင်ဝင်းကတော့ဒီပွဲမှာထိုးမင်းအောင်ဘက်ကနေမလောင်းမင်းနဲ့ငွေချင်းဖြစ်တဲ့ဒါတန်တော်ကနိုင်မယ်ဆိုပြီးတော့လောင်းထားကြောင်းလေးတရင်တွေကတော့ထွက်ပေါ်လာနေပေါ့လေ